အဲ့ရနိုးလာရင်အဲ့လိုရေကြီးချက်သစားရတယ်အိမ်နောက်ကနေဖြတ်တယ်နာမည်လေးတွေကျွန်တော်မှတ်မိနေရတော့ရှိရပါဘောနော်အဲ့လိုမျိုး If you don't stop coming then I can't let go when you drown ဟုတ်တယ်ဟုတ်တယ်ဘာလို့ဆိုတော့အဲ့ကျွန်တော်ငင်ငင်တော့ငင်နာမည်ကလည်းကျွန်တော်အဲ့ရွာလူတွေခေါ်ကြအမေတို့ပြန်ပြောပြကျွန်တော်တေုပ်ကြီးလို့ခေါ်တယ်တဲ့ကျွန်တော်ကအခု32ရဲမှာဆိုတော့ကျွန်တော်က9နှစ်ကနေပြောင်းလာဆိုတော့27 27မှာ28မိနစ်ကြာပြီးတော့မှကျွန်တော်ပြန်ရောက်တော့ I'm a bitch I'm a boss I'm a bitch and a boss my shine like yours my bitch ဒါပေမဲ့အဲ့ဒီကအရန်သွားခြင်းနေရဘာလို့လဲကျွန်တော်တို့မိသားစုအကုန်လုံးအမှမကြီးပြင်းခဲ့ကျွန်တော်တို့သွားခြင်းနေဒါပေမဲ့ကျွန်တော်မရောက်ပြစ်ဘူးဖြစ်နေပါတော့เนาะဒါပေမဲ့အခုချိန်မှာကြုံလို့ကျွန်တော်ဝင်တယ်ကျွန်တော်သွားလိုက်ရတာကျွန်တော်တို့ကတော့ဒါတမိုးမဖြတ်နိုင်ပါဘူးငယ်ဘဝနေရာကိုလူတိုင်းတော့ရောက်တဲ့အချိန်မှာခံစားချက်တွေပျော်ပျော်တဲ့ feeling တော့ရတာပေါ့เนาะ နေ့ကတော့ကျွန်တော်တို့အာမိုင်းဆန်းပေါ့နော်ကျွန်တော်တို့ရဲ့ဒါမိုင်းရဲ့ wedding fair လေးကိုပြုလုပ်ပြတဲ့အခမ်းအနားမှာကျွန်တော်အဝင်ရောက်ကူညီပြုခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ဟုတ်ကဲ့ကျွန်တော်ဒါဝတ်ထားတာတော့အာသရိုသားဝတ်ဆောင်ပေါ့နော်ကျွန်တော်နဲ့တွေ့ဖက်မှန်သရိုသမီးရလဲထွန်ပလဲရတနာဖြစ်ပါတယ်ဟုတ်ကျွန်တော်လာကျွန်တော်ဇာတိမြေကကျွန်တော်ကမွေးတာကမွန်ပြည်နယ်တမ်မြူဇရက်အာကျွန်တော်အဲ့ဒီမှာမွန်ပြည်နယ်တမ်မြူဇရက်အစည်းအုံမှာကျွန်တော်မွေးဖွားခဲ့တယ် အဲနေတာတော့တမ်မျိုးစက်နဲ့နီးနီးပဲဆက်ဆဲကြီးွာအဲဆက်ဆဲကန်းကြီးရဲ့ဒီစီမံကိန်းဝင်းပေါ့နော်အခုဆိုလို့ရှိရင်စားပူလို့ခေါ်လာတာမသိစားပူပေါ့နော်အဲ့ထဲမှာကျွန်တော်အဲ့စီမံကိန်းဝင်းထဲမှာကျွန်တော်နေရပါအဲနေရကတော့အဲ့မူဂျီနေမှာပဲမူရပြောမှာပေါ့အဲ့ဒီမှာကျွန်တော်အသက်9နှစ်ကြာမှကျွန်တော်ပကိုးကိုပြောင်းသွားပြီးတော့အဲ့ဒီကြာမှကျွန်တော်ចောင်းစားတက်တာပါခင်ဗျာ ရှိတာဗောကျွန်တော်ငငယ်တော့ငါးနှစ်ဆိုအသက်အရွယ်မှာကတော်တော်များများမမှတ်မိကြဘူးကျွန်တော်လည်းမမှတ်မိဘူးဝတ်တိုဝါတာပဲအဲ့ရနိုလာရင်အဲ့လိုရေကြီးတဲ့စားရတယ်အိမ်နောက်ကနေဖြတ်တယ်နာမည်လေးတွေကျွန်တော်မှတ်မိနေရတော့ရှိတာဗောနော်အဲ့လိုမျိုးအဲအဲ့ဒီအဲ့ဒီနာမည်တွေကျွန်တော်လည်းမဝေဝါဝါဗောအဲ့ဒီချိန်ကိုရောက်တဲ့အချိန်မှာတော့ကျွန်တော်ဒါကရောကျွန်တော်ကကျွန်တော်หนีခဲ့တဲ့ဒါအိမ်ပေါ့နော်ဂျာပြန်ပြီးမမ်မိုရီကပြန်ပြီးတော့အဲ့ချိန်မှာပြန်ပြီး confirm လုပ်နိုင်တာပေါ့နော်ဘာလို့ဆိုတော့အချိန်ကြီးကြာပြီးမှပြန်ရောက်တာကိုဒါပေမဲ့အဲ့နေရာကိုအရန်သွားကျင်နေတာ ဘာဖြစ်လို့ကျွန်တော်တို့မိသားစုအကုန်လုံးအမှားပဲကြီးပင်းခဲ့တယ်ကျွန်တော်တို့တွားကျင်တယ်ဒါပေမဲ့ကျွန်တော်မရောက်ပြစ်ဘူးဖြစ်နေရပါတော့ဒါပေမဲ့အခုချိန်မှာကြုံလို့ကျွန်တော်ဝင်တယ်ကျွန်တော်တွားလိုက်ရတာကျွန်တော်တို့တော့ကတော့ဒါတမှုမဖြတ်နိုင်ပါဘူးငယ်ဘဝနေရာကိုလူတိုင်းတော့ရောက်တဲ့အချိန်မှာခံစားချက်တွေပျော်ပျော်တဲ့ feeling တော့ရတာပါတော့အခုဒီရွာตายရနေရပါတော့အဲအဓိကကတော့ကျွန်တော်အချိန်မရတော့ဒီဝင်နေတဲ့လူတွေနဲ့ကတွေ့ဖို့အချိန်မရလိုက်ပါဘောနော်ပြန်သွားကျွန်တော်ဝင်နေခဏဝင်ပြန်ထွက်သွားတော့မှအမေစီဖုန်းနေလာတာဘောနော်ဟဲ့ဘာဖြစ်လို့အားလုံးကဒီမှာ ဟိုလာတယ်ဆိုတော့ကြားလို့လာစောင့်နေဟိုစောင့်နေကြဘူးဒါပေမဲ့ပြန်ထွက်သွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ကအချိန်ကရှိသေးတော့ပြန်မှဆိုတော့မနှုတ်ဆက်နိုင်လိုက်ပေါ့နော်ဒါပေမဲ့ဒီအိမ်လေးကိုကျွန်တော်ဝင်ကြည့်တယ်အဲ့ဒီအိမ်မှာလက်ရှိနေနေတဲ့လူတွေရှိတယ်ကျွန်တော်သွားတယ်ကျွန်တော်ခွင့်တောင်းပြီးတော့ဒါကျွန်တော်နေခဲ့တဲ့အိမ်လေးကိုတပုံရိုက်လို့ရလားကျွန်တော်ပြောတယ်အဲ့ဒီအိမ်ကလည်းလိုလိုလားလားပဲအကျွန်တော်ပြိတ္တတွေလည်းဖြစ်နေတယ်ကျွန်တော်လည်းတပ်ပုံတွေအမှတ်တရရိုက်ကြတော့ဒါဒါပြောဖို့လည်းကောင်းတယ်သူတို့တက်လည်းအမှတ်တရဖြစ်နေမယ်လို့လည်းကျွန်တော်ထင်တယ်အဲပြီးတော့ ကျွန်တော်ပြန်တယ်အဲ့ဒီအိမ်လေးပြန်တွေ့တဲ့အချိန်မှာခန်းသားချက်ကတော့ပျော်တာပေါ့နော်ပျော်လဲပျော်တယ်ဝမ်းလဲဝမ်းသာတယ်အဲ့ဒီအိမ်ကကျတော့အဲ့ဝင်းထဲမှာအဲ့ဒီအိမ်ပုံစံလေးတွေအတိုင်းပဲတပုံစံနဲ့ပဲဘာလို့ဆိုဝင်းထဲအိမ်ရာကိုဝင်းထဲအိမ်ရာဆိုတော့ခြံဝင်းလေးတွေနဲ့အဲ့ဒီအိမ်ပုံစံလေးတွေနဲ့ပဲနေကြတာဆိုတော့ကျွန်တဲ့အိမ်ကြီးအကုန်လုံးကလည်းအဲ့ဒီပုံစံလေးတွေပဲဆိုတော့လေအဲ့ဒီအဲ့ဒီအဲ့ဒီခန်းသားချက်ကလေးကတော့ကိုငငယ်တော့ကနေခဲ့တယ်ဆိုတဲ့နေရာကိုပြန်ရောက်တဲ့ဟာကျွန်တော်တို့အရင်ပျော်တယ်ပြန်လာလန်တက်လျှောက်လဲကျွန်တော်ပီတီ အဲခံနဲ့ခံစားရပါတယ်ဟုတ်ကျွန်တော်ကအခု32ရဲမှာဆိုတော့ကျွန်တော်က9နှစ်ကနေပြောင်းလာဆိုတော့27 27မှာ28နှစ်ကြာပြီးတော့မှကျွန်တော်ပြန်ရောက်တာကျွန်တော်ဒီပြန်ရောက်တဲ့ပို့စီတင်လိုက်ရတာကလည်းဒါကျွန်တော်ဒီဒီဒီဆက်ဆဲမရှိတဲ့ပြည်သက်တွေကိုလည်းအတိပေးခြင်းနဲ့ပြီးတော့ကျွန်တော်အရင်လည်းပြောတယ်အဲအဲ့ comment အောက်မှာလည်းဆက်ဆဲခြေရွာကလူတွေအများကြီး comment တွေ့ရတယ်တမီဇက်ကလူတွေလည်းတွေ့ရတယ်အဲ့လိုမျိုးကျွန်တော်ကို အားပေးပြီးတော့ချစ်ခင်နေရကျွန်တော်ဒီနယ်သားမှမထင်ဘူးဆိုတော့အတွက်ကြောင့်မလို့လဲမထင်ဘူးအဲ့တခုအားပေးမယ်ဒီနေ့ကလည်းအားပေးခဲ့တယ်ဆိုတော့တိရတော့ကြောင့်အယံဝမ်းသာပါတယ်အဲကျွန်တော်အရင်တော့ပြောပြပါတယ်ပြောပြပြောပြကတိုင်မြူဆက်မှာကျွန်တော်မွေးရလို့ပြောပြရပါတော့ဒါပေမဲ့ကြီးပြင်းတာကကြတော့ပကိုးမျိုးဖြစ်နေတဲ့အခါကျတော့ပကိုးမှကြီးရလို့ပဲတတ်မှတ်ကပါပေါ့နော်ဆိုတော့ပကိုးတော့ပကိုးက9နှစ်ကနေပြီးတော့6နှစ်ကနေစကြီးရတော့လေပကိုးမျိုးမှနေတာ အချိန်ကပုံများတာပေါ့နော်ဒါပေမဲ့တကယ်တကယ်မွေးတာကတော့ တမျိုးဆက်မှာကျွန်တော်မွေးဖွားခဲ့ပါတယ်အဲ့တော့ကြောင့်မလို့ဒီ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 နယ်ကလူတွေလည်းကျွန်တော်ကွန်မန့်နေလာရေးကြတော့ကျွန်တော်အရင်ဝမ်းသာပါတယ်နောက်တစ်ခေါက်လာရင်တော့ကျွန်တော်အာညလည်းအိပ်မယ်ညလည်းနေမယ်ကျွန်တော်အာတစ်တီးလည်းအများကြီးဆောင်အောင်လိုက်စားမယ်ဘာလို့လဲအခုချိန်ကအဲ့တစ်တီးအများကြီးပဲအမှအာဟိုပါလေဒွင်းဒီတို့ဟလာပိနေဒီတို့အာဆွန်ဂရက်လာအဲ့ဒီတွေနောက်ပြီးတော့ကြမောက်ဒီတွေ အာတဘုံကြီးအများကြီးတရက်တီးအတီးတီးဝင်လာတော့ဒါကပေါ်ကျွဲသွားတယ်ဆိုတော့ဟာကြတော့ကျွန်တော်သဘောကျတယ်ကိုမျိုးကိုဟုတ်ဟုတ်တယ်ဟုတ်တယ်ဘာလို့ဆိုတော့အဲကျွန်တော်ငင်ငင်တော့ငင်နာမယ်ကလည်းကျွန်တော်အဲရွာလူတွေခေါ်ကြအမေတို့ပြန်ပြောပြကျွန်တော်တေုပ်ကြီးလို့ခေါ်တယ်တဲ့အဲ့ဒီအောက်ကကွန်မန့်တခုဆိုလို့ရှိရင်ဆိုင်လာလို့ရှိရင်အာဘွားမပေးဘူးအာဘွားပေးအာဘွားပေးအောင်လို့မိုးတထုပ်ကျွေးပြီးတော့အာဘွားပေးခိုင်းရတယ်ကျွန်တော်ကလေးဘွားပါပေါ့နော်အဲ့လိုမျိုးအလဲလဲလေးလုတ်ခဲ့သေးတာဆိုတော့ခါကြတော့အဲ့လိုကွန်မန့်တွေတွေ့ရတော့ဝမ်းသာတယ်ပြီးတော့ကျွန်တော်မောင်နှမ၃ယောက်ရဲ့ငင်းနမယ်လေးတွေသူတို့အောက်မှာကွန်မန့်တွေအာဒါဆိုလို့ရှိရင် တသူ့ရဲ့မောင်လားတော့ပါဘူး comment လာမှန်းကြတော့ဘာဖြစ်ဖြစ်လေဒီ Facebook ကြီးပေါ်လာတဲ့အချိန်မှာဗောနော်ဒါငငယ်တော့ကွဲဝါးရသူတွေမတွေ့နိုင်တော့တဲ့သူတွေကောင်လားဒီအောက်ထဲမှာတစုတစည်းရဲ့ကိုယ့်နဲ့သားတွေလည်းပြန်တွေ့ရခါကျတော့ဒါက အမတန်ပြောဖို့ကောင်းတာတော့ဒါမဝေးတော့ဘူးလေနော်ဒါတခုခုဒါလိုအပ်တာရှိရင်တယောက်တယောက်နဲ့အကူအညီပေးနိုင်တယ်ဘာဖြစ်ဖြစ်ကိုယ်နယ်မှာလည်းတခုလိုအပ်တာရှိရင်ကျွန်တော်လည်းသွားနိုင်တယ်ဆိုခါကြောင့်ဒါလည်းပြန်ပြီးချိတ်ဆက်မိသွားတော့အာချစ်ခင်အားပေးတဲ့ပရိသတ်တွေအားလုံးအားလုံးကိုအကြီးအကျယ်အများကြီးပြင်ပါတယ်ကျွန်တော်အလုပ်တွေလည်းအများကြီးစူးစမ်းနေပါတယ်ဇာကားကောင်းတွေလည်းအများကြီးထွက်လာဖို့ရှိပါတယ်ဆိုတော့ခါကြတော့ အပေးကြပါအောင်လို့ပဲပြောချင်ပါတယ်ပြီးတော့ဒီမူပြင်းတဲ့ပြည်သက်တွေကိုလည်းအခုကျွန်တော်အောက်မှာ comment တွေဝိုင်းရေးပေးတဲ့ကြောင့်မကြည့်သူအများကြီးပဲတင်ပါတယ်ဒါဘာဖြစ်ဖြစ် new tradition ရှိပြီးတဲ့ကြောင့်မလို့အရင်လည်းပြောပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်